အာလုံးသောဒါရဝါများနိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် အပိုင်းတရွတ်စောပူဇော်ခြင်းကိုစိတ်အေးချမ်းသာကျမ်းမာစွာဖြင့်လာယူခြင်းညိုနိုင်ကြပါစေနမောတတ္တာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဘနာမနဲ့ပတေညံလောကသုံးပါး၌ဗြဟ္မာနတ်လူတို့တွင် တူသောသူဟု၍မရှိသကောင်းလူနာဗြဟ္မာတတဝါအပေါင်းတို့၏ဥကောင်းညွတ်လျိုးကိုးကွယ်စည်းကြရာမြတ်စွာဘုရားအချင်းချင်းသာလျင်တတ္တံဗမာနလုံရဗမာနအမျိုးအနွယ်ဒုက္ခရစရိယာကျင့်ရာကာလရောင်ကြီးတော်တော်ထသောအခါစင်နေသောယံဘောဓိပင်ပလင်တော်ပမာနာအေရှမြုံမှတပါး အလောဆုံးသောဘုံတော်ကိုယ်တော်အာနုဘောကျေးဇူးတော်ဂုဏ်တော်တို့မှာတစုံတရာထူးထွေးခြင်းမရှိပကတိမချာရှိရှိသောဘုရားရှင်တို့၏အလားအလားအတိုင်းအလုံးတရားဖြစ်ပွင့်ခဲစွာဖြင့်ဖြစ်ပွင့်တော်မူလာသော မြတ်စွာဘုရားကို၎င်းထိုမြတ်စွာဘုရားသည်ပင်ကြည်လင်လှစွာသောတပ္ပညုတာညာထပ်တန်းလာစွာသောမဟာကရုဏာတို့ဖြင့် တတဝါတို့အဖို့လီကောင်းစွာဟောကြားကိုတော်တိုင်းလည်းအလွန်လေးစားတော်မူအပ်သော တရားတော်ကို၎င်းထိုတရားတော်မြတ်ပฏิပတ်ကျင့်စဉ်အတိုင်းကောင်းမွန်ဖြောင့်မတ်စွာကျင့်သဖြင့်ဘုရားသားတော်စင်စစ်ဖြစ်တော်မူကြသောအရိယာသင်္ဃာရောအရှင်မြတ်တို့ကို၎င်းယောသိမြတ်နိုးရှိခိုးပါ၏ဘုရား ရှေခောပြည့်ရရှေခါကခင်္ကာဝါလို့သဲစုမကပွင့်တော်မူကြနေပြီတော်မြတ်စွာဘုရားတို့နဲ့ဂေါတမဘုရားအလောင်းတော်သူမေတာဆင်းရသည်နိယတာပြာတိခံတော်မူရာဒီပင်္ဂရာမြတ်စွာဘုရားမှအစချီး၍မကျင့်ငါစုကုန်တော်မြတ်စွာဘုရားတို့၏ပွင့်တော်မူခဲ့သော အစီအစဉ်မဟာဗုဒ္ဓဝင်ကို ဗုဒ္ဓဝန္တပါဠိအထာကရာတို့ကိုအရင်ထား၍တပါးသောပါဠိအထာကရာများမှလေးသိမှတ်သင်သောအကြောင်းအရာများကိုပါစွမ်းနိုင်သမျှဆောင်းယူကမကျင့်မကြဲမလွဲမခတ်အလတ်စားဖြစ်သောစကားအစဉ်ဖြင့်စည်ယုံရေးသားပြန်ကောင်းမှုပညာဖွေရှားလို့လာတော်စေအများတို့သည် လောကသုံးပါး၏ဗရမ ्या မှန်ကင်းသဖွယ်ဖြစ်တော်မူသောမြတ်စွာဘုရားကို ကိုးစားယုံကြည်ခြင်းပြုဟုသောဗုဒ္ဓတရဏဂုံတရားတော်ကိုကိုးစားယုံကြည်ခြင်းပြုဟုသောဓမ္မတရဏဂုံသင်္ခါတော်ကိုယုကိုးစားယုံကြည်ခြင်းပြုဟုသောသံဃတရဏဂုံတို့ကိုအခြေခံခိုင်လုံစေပြီလျှင် ကျင့်စဉ်လာဖြစ်သောသီလတမာတိပညာတိုက်ခါသုံးပါတို့ကို ကောင်းမွန်ဖြောင့်မတ်စွာဖြစ်စွမ်းလျက်မဖို့နိဗ္ဗာန်လံပေါက်လွဲကြပါစေတတိနေဘောဓဘာဒဒုံလဘအခမ်းမြတ်စွာဘုရားတော်ပွင့်တော်မူရာကာလရာခဲကြုံခဲစဉ် စေတုံအကြောင်းဒါယကဖြစ်အပ်စေစေအနာတပိန်တထေသည်ရှိဥစွာသောမြတ်စွာဘုရားကိုဖူးတွေ့ရမြည်အခေါရာဇဂျိုးပြည်တို့အရောက်တွင်အပြာလသမိရောက်ပါတော်ဆက်သူရာဇဂျိုးတထေထံမှမြတ်စွာဘုရားဟူသောအတန်ကိုကြားရလျင်ပင်ခောသောဘိခောဧသောဂဟမတိဒုံလဘောလောကသမိန်ယတိတံဗုဒ္ဓဗုဒ္ဓတိ တထေမင်းမြတ်စွာဘုရားမြတ်စွာဘုရားဟူသောအတန်မြတ်ကိုပင်တော်လဲလောက၌ကြာရခဲလာယူပြောဆိုလေသည်အင်္ဂုတ်တရပထတန်းအာဘနဏီကုန်း၌မြတ်စွာဘုရားတရင်သုံးနေတော်မူစဉ်မကြာမြင့်မီပင် အချမ်းရတပည့်ပရိသတ်300နှင့်တကောက်ပါအေးဟိဘိုက်ဘူညာအဖြစ်ကိုရရွေ900မြောက်၌အလုံးစုံသောတပည့်ပရိသတ်300နှင့်တကောက်ပါပင် ယာနာဖြစ်သောရောက်မည်ဗမဏပါမောက္ခဝေလဘုံနာတိလံစံကျက်ထုံးသောကိဏိယယသိထံမှမြတ်စွာဘုရားဟူသောအတန်ကိုကြားရလျင်မင်းခောသောပြီခောဧသောဒုံလဘောလောကသမိန်ယတိတံဘုဒ္ဓောဘုဒ္ဓောတိမြတ်စွာဘုရားမြတ်စွာဘုရားဟူသောအတန်မြဝိပင်တော်လည်းလောက၌ကြာရခဲလာ၏အကြံဖြစ်လေသည်ဤစွာပြည့်သောပါဠိတော်များနှင့်အညီ လောကနဲ့မြတ်စွာဘုရားမြတ်စွာဘုရားဟူသောအတန်ကိုမြားကြားရဖို့ရန်အလွန်တရားခရင်လိုက်မြတ်စွာဘုရားဖြစ်ပွင့်တော်မူဖို့ရန်မာမူဆိုဝရမရှိပြီ အလွန်ထက်အလွန်ခရင်လာပေ၏ဣရာ၌စေဟူသောတရာသည်စေဟူသောအတန်တရာသည်စေအစ်ကိုခေါ်ပြောဆိုသောအတန်တရာစေအတုကိုခေါ်ပြောဆိုသောအတန်တရာဟူ၍နှမျိုးရှိတကဲ့သော ထိုထိုအနတ်စကောသောအတန္တရာအနတ်တုကောသောအတန္တရာနှမျိုးစီရှိကြရာတွင်မြတ်စွာဘုရားပွင့်တော်မှာမုံမီဗုဒ္ဓကောလာဟလဘုရားပွင့်တော်မြည်တဲ့ဟူသောအိုကြကြအတန်တရင်ပြင်းမှုကြောင့်ဘုရားမဟုတ်ပါပဲလည်းရမိမိတို့ကိုကိုဘုရားသဘင်ညုအမြီခါပဲဘုရားပြုလုံနေကြသည်စတတ်ထားတာဒိဋ္ဌိဆရာကြီး၆ဦးတို့ပေါ်ပေါက်နှင်ကြသဖြင့် ထိုတည်းစီရာရဲ့ခြောက်ဦးတို့ကိုခေါ်ပြောဆိုသုံးနှုံးသောဗုဒ္ဓဖရာဟူသောအတန္တရာကိုအနာတပိတထေသီလပုံနာတို့ရှိကကြားမှုကြမြည်တာဖြစ်သို့တော်လဲယရဏစစ်မစစ်ကို ပိုင်းပိုင်းခြားခြားသိနိုင်သောပညာဉာဏ်ဓာတ်ခံရှိသူ၏မျက်မှောက်၌စိအတုစိအစဉ်နှမျိုးကိုခြားထား၏ နှမျိုးလုံးကိုပဲစင်ဟုအတန္တရာတုပြောဆိုတော်လဲစင်တုကိုပြောဆိုတော်အတန္တရာမှာထိုသည်စိတ်ကိုမနှက်သက်စေနိုင်မယ်ထိုသည်စိတ်ကိုမနှက်သက်စေနိုင်မယ်စင်စိတ်ကိုပြောဆိုတော်စင်ဟုတော်အတန္တရာကသာလျင်အနမန္တရာမံဖြစ်၍ထိုသူဤစိတ်နှင့်နှက်သက်စေနိုင်တကဲ့သို့ထိုအတူဒိဋ္ဌိဆရာကြီးတို့ကိုခေါ်ပြောဆိုသုံးလုံးသောဗုဒ္ဓဖယဟူသောအတန္တရာမံ ဖယားအစစ်ကိုမဟောဖယားအတုကိုဟောတော်တရားမျိုးဖြစ်သောကြောင့်အပိညာပါရမီဓာတ်ခံရစ်တံမြည်ဖြစ်ကြသည်အနာတပိန်တစ်ထင်းဝေလပုံနာတော်၏စိတ်ကိုမနှက်သက်စေနိုင်မဲညစွာဖယားအစစ်ကိုဟောတော်ဗုဒ္ဓဖယားဟူသောအတံတရာကသာလျံအနတ်မံတရာမှဖြစ်၍အနာတပိန်တစ်ထင်းဝေလပုံနာတော်၏စိတ်ကိုနှက်သက်စေနိုင်သည် အပညာမွဲဘုံကနဲ့တော်သူတို့စင်အတုကိုစင်အစ်ဝထင်မှချင်းသည်မာရင်တော်ဆုံးဖြတ်ခြင်းဖြစ်တဲ့ကဲ့သို့ဒိဋ္ဌိတပည့်တို့မိမိဆရာသတ္တထာရဒိဋ္ဌိဆရာကြီးတို့၌ဖယားအစ်ဝထင်မှချင်းသည်ကမာရင်တော်ဆုံးဖြတ်ခြင်းအကျိုးရုပ်စေတတ်သော ဆုံးဖြတ်ခြင်းမိစ္ဆာအတိမောခာသာလျင်ဖြစ်ဤဘောဓုပါဒဒုံလဘ ညစွာဘုရားပွင့်တော်မူရာကာလ၏ရာခဲဂျုံလေးချင်းမောဖော်ပြမည်အခါ၌ဘောဓုပါဒဒုံလဘဖြစ်ပေါ်ကိုနှင့်နှင့်နောနောသဘောကြယုံကြည်နိုင်ရန်ကဘောဓိတတအလောင်းလျာကြီးများခဘောဓိတတကိစ္စဘုရားအလောင်းလျာကြီးတို့၏လုံငန်းစဉ်ခငယ်ဗုဒ္ဓကိစ္စပြည့်မြောက်ဗုဒ္ဓအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်များကြီးများ ကာကြီးဗုဒ္ဓကိစ္စဗုဒ္ဓမြတ်စွာဘုရားနေ့စဉ်လုပ်ငန်းရမ်းများဤလေးမျိုးက အချင်းချင်းသီမရန်အရေးကြီးလာ၏ထိုလေးမျိုးတို့တွင်ဘောဓိတ္တာဖရာအလောင်းလျာကြီးများမညံလေးပါသဗ္ဗညုတညံတို့ကိုဘောဓိဟုခေါ်သည်ထိုဘောဓိညံသည်လက်တဆရာမကုမိမိကိုယ်တိုင်သစ္စာလေးပါးကိုသိသောဝါဒနာနှင့်တကဝကိလေသာတို့ကိုပယ်စွမ်းနိုင်သည့်တတ္တိထူးရှိသောမညံလေးပါး ခါသိမ့်သောညရတရားတို့ကိုအကျွင့်မရှိသိမြင်နိုင်သောသဗ္ဗညုတာဉာဏ်တို့ကိုတမ္မာတံဘောဓိဉာဏ်ဟုခေါ်သည်။နှင့်ဆရာမကူမိမိကိုယ်တိုင်သစ္စာ၄ပါးကိုသိသောမဉ္ဇဉ်၄ပါးကိုပစ္စေကဘောဓိဉာဏ်ဟုခေါ်သည်။သုံးဆရာရှိမှသစ္စာ၄ပါးကိုသိသောမဉ္ဇဉ်၄ပါးကို သာဝကဘောဓိဉာဏ်ဟုခေါ်သည်။ဤသို့သုံးပါးအပြားရှိ။ထိုတဲ့တမ္မာတံဘောဓိဉာဏ်၌ လိုလားတောင်းတသော ကုသိုလ်ဆောင်နာပြင်ထောင်လသည့်ပုဂ္ဂိုလ်သူများကြီးများကိုဓမ္မာတံဘောတိတတ္တသဗ္ဗညုဖယအလောင်းဟု၍ခေါ်ဆို၏နေပစ္စကဘောဓိညာ၌လိုလားတောင်းတသောကုသိုလ်ဆောင်နာပြင်ထောင်လသည့်ပုဂ္ဂိုလ်သူများကြီးများကိုပစ္စေကဘောဓိတတ္တပစ္စေကဗုဒ္ဓအလောင်းဟုခေါ်ဆို၏သုံးသာဝကဘောဓိညာ၌ လိုလာတောင်းတသော ကုသိုလ်ဆန္ဒမြင့်ထန်တဲ့ပုဂ္ဂိုလ်သူမြတ်ကြီးများကိုသာဝကဗောဓိတ္တတပည့်သာဝကအလောင်းဟူ၍ခေါ်ဆို၏ဆိုအပ်ပြီးသောဗောဓိတ္တသုံးမျိုးတွင်တေသမာတံဗောဓိတ္တဖြစ်သောဘုရားအလောင်းလျာသူမြတ်ကြီးများကတေပညာတိကဘုရားအလောင်းနှင့်တထာတိကဘုရားအလောင်းသုံးဝိရိယတိကဘုရားအလောင်းဟူ၍သုံးမျိုးရှိကြပြန်၏ ဖယားအဖြစ်ဟူသည်သဗ္ဗညုတဉာဏ်တော်ကြီးကိုရခြင်းပင်ဖြစ်ထိုဉာဏ်တော်ကြီးကိုရဖို့ယံမာသာမိသူဤစိတ်သန္တန်တွင်ပညာဓာတ်ခလွန်ကဲစွာရှိခြင်းပင်ဖြစ်ပညာဓာတ်ခလွန်ကဲစွာရှိခြင်းဟူသည်လဲအရာရာတိုင်းပြုသည်မြပြောသည်မြကြံသည်မြတို့၌ဝိပန်းဆင်းခြင်းစဉ်းစားမှုပြုလုပ်ခြင်းပင်ဖြစ် ဤသောပြုလောက်တမ်းတွင်တဘောဝထတဘောဝပညာတခံရင့်တန်ကပညာတကားတို့ထအထွတ်အထိပ်ဖြစ်သောတပ်ပညုဒ္ဒညာတော်ကြည့်သူပေါ့ရောက်လွယ်၍လောက၌ငွေဖြင့်ရင်းနှီး၍စာမငွေကိုရလွယ်တကဲ့သို့ပညာဖြင့်ရင်းနှီး၍စာမတပ်ပညုဒ္ဒညာပညာကြီးကိုရလွယ်သည်သို့ဖြစ်၍ပညာတိကခေါ်သောညာပညာလွန်ခဲ့သည့်ဖရာအလောင်းတော်များသည်ဗာရမီဖြစ်ရ၌ အမြဲပြင်ပညာဉာဏ်ပါရမီရှိပြီးဖြစ်တဲ့အတွက်လေသင်ချင်းနဲ့ကဘာတသိမ့်ပါရမီဖြစ်လျင်ဖျားဖြစ်တော်မူကြ၏အချို့သောအနောက်တော်တို့သည်ကပါရမီဖြစ်လျင်ဖျားဖြစ်နိုင်သည်ဟုယုံကြည်ကြ၏တို့အနောက်တော်တို့၏စိတ်၌ယုံကြည်ခြင်းသရာတရားလွန်ကဲ၍နေပညာကသရာတရားအောင်နေပါလေသည်တို့အနောက်တော်ကြီးများကိုတတ္ထာတိကဖျားအနောက်ကိုခေါ်သည် သရတရားသာလင်လွန်ခဲ့ခြင်းရှိသောဘုရားအလောင်းတော်ဟုဆိုလိုသည်ဤတတ္ထာရိကဘုရားအလောင်းတော်များမှာပညာကရှိမဆောင်နိုင်ပဲတတ္ထာတရားကသာရှိဆောင်က ပါရမီဖြစ်ရသည့်အတွက်လေသည်ရှင်နှင့်ကမ္ဘာတသိမ်တွင်ဘုရားမဖြစ်နိုင်သေးပဲရှေ့သည်ရှင်နှင့်ကမ္ဘာတသိမ်ကြားမှာပါရမီဖြစ်ပါမှာဘုရားဖြစ်တော်မူကြ၏ အချို့သောအလောင်းတော်တို့သည်ကဝိရိယကိုသာအာကိုအားထားပြုလုပ်ကြ၏မျောမြင်းဆင်းခြင်းမှုပညာကိုလေးအတ္တိကအပြသုံးမပြုတ်နိုင် ပါရမီဖြစ်လျင်ဖရာဖြစ်နိုင်သည်ဟုသောယုံကြည်ခြင်းတတ္ထတရားကိုလည်းကရုမထကြိုးစားလျင်ဖရာဖြစ်မည်ဟုသောဝိရိယကိုသာရှိထား၍ပါရမီတော်တို့ကိုဖြစ်ခြင်းတရားတို့တစ်ဆက်6အသိဉာဏ်ခါပါတသိဉာဏ်မှဖရာဖြစ်တော်မူကြသည် ထိုအလောင်းတော်ကြီးများကိုဝိရိယတိကဖရာအလောင်းဟုခေါ်သည်ဝိရိယသာလင်လွန်ကဲခြင်းရှိသော အလောင်းတော်ဟုဆိုလိုသည်အေတော့လည်းပညာတိကတတ္ထာတိကဝိရိယတိကဟူသောအမည်သုံးပါးတို့သည်ဖရာအလောင်းတော်တို့၏အမည်ဟုတတိပြုရာ၏တတိမပြုလည်းဖရာရှင်တို့၏အမည်ဟုမှတ်ထင်နေတတ်ကြ၏အလောင်းတော်ဘဝ၌ပညာတိကတတ္ထာတိက ဝိရိယတိကအမြင့်ဆုံးပါကွဲပြားတော်လဲဖရာဖြစ်တော်ကအလုံးစုံတူညီကြ၏မြည်သည့်ဖရာကဂုံကျေးစုဘူသည်လိုသည်ဟု၍မရှိတော်ပင်ပညာတိက၌သတ္တမန္တာဟောတိပညာတိခသတ္တတိကနာပညာမစ္စည်းမဟောတိသတ္တဘလောဝဝိရိယတိကနာသတ္တပညာမန္တာဝိရိယံဘလောအထုမယံကပညာတိကဖရာအလောင်းတော်တို့မှာ တတ္ထာနုံရဲ့ပညာထသည်တတ္ထာဒီကဘုရားအလောင်းတော်တို့မှာပညာအလက်အလက်ဖြစ်တတ္ထာအာကြီးသည်ဝိရိယဒီကဘုရားအလောင်းတော်တို့မှာတတ္ထာပညာနှစ်ပါးနှုံရဲ့ဝိရိယအာကြီးသည်ဘုရားအလောင်းတော်များသုံးမျိုးပြားခြင်းအခြေခံအကြောင်းရင်ဆွဲပြီးသောအတိုင်းဖရာအလောင်းတော်ကြီးများသုံးမျိုးပြ၍ကာလာအပြင်လေအသင်ချင်းနဲ့ဂါဘာတသိန်းရှစ်အသင်ချင်းနဲ့ဂါဘာတသိန်း တဆတ်ချောင်းအသင်းချင်းနဲ့ကဘာတသိန်းကြအောင် ပါရမီတော်တို့ကိုစီပူရအချိန်ကာလကွဲပြားဆန္ဒရခြင်းအခြေခံအကြောင်းရင်းမှာရှေးကမြမနိုင်ငံတော်တွင်ကဗျာဘတ်၌ထင်ပေါ်ကြော်သောသောရှင်မသီလဝန္တမထေမြတ်သည်ပါရမီကံမျိုး၌ရှင်တို့ကျင့်ကောင်းဖရာလောင်းတို့စူတောင်းသောဇဉ်ညာဝိရိယ တတ္ထာဒီကသုံးမြည်ရလျက်ကာလသုံးချင်းကျွတ်ထောက်ချင်းရွယ်ဟုဆက်ဆိုတော်မူခဲ့၏အတိဘဲမှာဖရာလောင်းတော်များပါရမီဖြည့်ကျင်ရခြင်းသည်မိမိတို့၏စူတောင်းတို့လိုက်၍အစဉ်အတိုင်းပညာဒီကဝိရိယဒီကတတ္ထာဒီကဟူ၍အမိသုံးပါးကွယ်ပြားလျက်အကျွတ်ရာဖရာဖြစ်ရာအချင်းကားလာလဲ့ သုံးမျိုးပင်ကွဲပြားသည်ပါရမီဖြည့်စဉ်ပညာတိက ဖရာဖြစ်ရပါလို့ဤဟုဆုတောင်းကပညာတိကဖရာဖြစ်လေအသင်ဆင်းနေကမ္ဘာတသိန်းကြောင်ပါရမီတို့ကိုဖြည့်ခြင်းရ၏တထာတိက ဖရာဖြစ်ရပါလို့ဤဟုဆုတောင်းလျုံရှစ်အသင်ဆင်းနေကမ္ဘာတသိန်းကမ္ဘာတသိန်းပါရမီတို့ကိုဖြည့်ရ၏တထာတိကဖရာဖြစ်ရ၏ဝိရိယတိကဖရာဖြစ်ရပါလို့ဤဟုဆုတောင်းလျုံ တဆတ်ချောက်အသိအချင်းနဲ့ကဘာတသိမ့်ပါရမီတို့ကိုဖြစ်ဖြစ်ရယဝိရိယတိကဖရဖြစ်ရယဆိုလိုသည်ဤလင်္ကာယပညာတိကသာသောအမည်သုံးပါးမှာမြတ်စွာဘုရားမြတ်၏အမည်ဖြစ်သည်ဟုယူဆရမည်ကဲ့သို့ရှိစင်စစ်မှာရှိကပြခဲ့ပြီးသောအတိုင်းပညာတိကသာသောအမည်သုံးပါးမှာဘုရားအနောင်တော်တို့၏အမည်သာဖြစ်သည်ဟုဒီမန်အယိစရိယပိတိကရကပကိနကအထကရာအဖွင့်၌လာသော တဘာသာပရိစရာတို့ရလိုအားဖြင့်အလောင်းတော်တို့သည်ဝိရိယထက်အလဲဝိရိယထက်သည် အလဲလက်ဖြစ်သည်နှုံသည်ဤအစွားဖြင့်ပါရမီဖြစ်ရာကာလသုံးမျိုးသုံးစပြရသည်ဟုဆိုလို၏ဤလိုသောပညာရိကဖရာအလောင်းတော်မှာဝိရိယထက်သောကြောင့်လေသင်ခြေနေကဘာတသိပါရမီဖြစ်ရာဒီအတိတ်ပဲရောက်ရာကပညာရိက ဖရာအလောင်းတော်ဝိရိယရိကဖရာအလောင်းရောရှာခြင်းသင်္ကရဒေါသအပြစ်မှမလွတ်နိုင်ရာ အထကရာဆရာတော်အရှင်မဟာဓမ္မပါလမထေရမြတ်တို့နှင့်တော်မူသောဝါဒမှာဝိမုတ်တိပရိပါစနိယခေါ်သောတရားတို့၏ထပ်သည်အလေအလတ်ဖြစ်သည်နှုံသည်အစွမ်းဖြင့်ဗာရမီဖြစ်ရာကာလကွဲပြားခြားနာရာခြင်းဖြစ်သည် ချေဝံဖယားစုပံနိယတဗျာဒိတ်ခံစဉ်ကဗျာအလောင်းတော်ကြီးများသည်တဲ့ဩဃာရီတင်ညူဖယားအလောင်းတော်နဲ့ ဝိပိစင်ညူဝိပိစီတင်ညူဖရာအလောင်းတော်သောနေရအလောင်းတော်ဟူသုံးမျိုးပြကြဟုန်သည်ထိုတွင်တေဥက္ကာရီတင်ညူဖရာအလောင်းတော်မှာအကယ်၍သာဝကဗောဓိညံကို ထိုဘဝရယူလိုပါကမြတ်စွာဘုရားထံတော်မှာလေးပါးရရှိသောတရားဂါထာကိုကြားနာစဉ်တတ္တရာပါရမပြည့်စုံမိပင်အပိညာ၆ပါးပြည့်စုံပြီဒါလေးပါးတို့နဲ့တကောပါ အရတဖို့သောရောက်ချင်းရခြင်းငါဆွမ်းနိုင်သောဥပနိတိယအကြောင်းရှိသူဖြစ်ဖြင့်ဒါရိရာကြောင့်အင်္ဂါ၁၀ပါးတို့တွင်ဟိတုအကြောင်းကိုဆိုလိုသည်နှင့်ဝိပင်စီဒင်းညူဖရာအလောင်းတော်မှာအကဲ၍သာဝကဗောဓိဉာဏ်ကိုထိုအဝရလိုပါကမြတ်စွာဘုရားအထံတော်မှာလေးပါးသာရှိသောတရားဂါထာကိုကြားနာစဉ်စတုထာပါရမပြည့်စုံမိဂါထာမဆုံးမိပင် အပင်ချင်း၆ပါးတို့နှင့်တကားပါ အာရတဘောသောရောက်ရာရှင်ငါစွန့်နိုင်သောဥပါနေတရားအကြောင်းရှိသူဖြစ်နေရဖရာလောင်းတော်မံအကဲ၍တာဝကဘောရညံမို့ထူဘဝရယူလိုပါကမြတ်စွာဘုရားအထံတော်မှလေးပါးရရှိသောတရားဂါထာကိုကြားနာ၍ထိုဂါထာဆုံးလျင်အဘိညာဉ်၆ပါးနှင့်တကားအရတဘောသောရောက်ရာခြင်းငါစွန့်နိုင်သောဥပါနေတရားအကြောင်းရှိသူဖြစ် သောကပိသောအတိုင်းဥက္ကာတိတင်းညူဖရာအလောင်းတော်မံဝိမုတ်တိပရိပါစနိယတရားများတသန္တသဖြင့်ပြားရရပြီးနောက်လေးအသင်ချင်းနဲ့ကဘာတသိန်းကြာအောင်သာပါရမီတို့ကိုဖြစ်စဉ်ရသည်ဝိပင်းစီတင်းညူဖရာအလောင်းတော်မံဝိမုတ်တိပရိပါစနိယတရားများအလဲအလတ်ရှိသဖြင့်ပြားရရပြီးနောက်ရှေ့အသင်ချင်းနဲ့ကဘာတသိန်းကားလာကြောင်းပါရမီတို့ကိုဖြစ်စဉ်ရသည် နေရ ဖရာအလောင်းတော်မှာဝိမုတ်တိပရိပါစနိယတရားတို့နှုံသည်ဖြစ်ဗျာရိယာပြင်းတော်တဆ6အသိန်းချင်းနဲ့ကဘာတသိန်းကာလကြာအောင်ပါရမီတို့ကိုဖြစ်ခြင်းရသည်ဩဃာတိတင်ညူဖရာအလောင်းတော်တို့မှာဩဃာတိတင်ညူဖရာအလောင်းနဲ့ပညာတိက ဖရာအလောင်းအတူတူပင်ဖြစ်သည်ဝိပင်စိတင်ညူဖရာအလောင်းနဲ့တထာတိကဖရာအလောင်း နေရဖရာအောင်နဲ့ဝရိယတိကဖရာအောင်တော့အတူတူပင်ဖြစ်သည်ဆွဲပြီးသောကာလတာဆောရဖရာမဖြစ်နိုင်ကြောင်း၃လ၄လ၅လလောမှရင်ယိုးမဲယိုးရှိသော ကောင်မျိုးသည် ထို၃လ၄လ၅လအချိန်တို့မရောက်သေးပဲနေ့စဉ်နေ့စဉ်အကျိအရာအထောင်းရေလောင်ပေါင်းသင်ပြုပြင်စေကာမူကောက်သားမဝဲနိုင်ခြင်းအခက်ရွက်ဆဲ့လို့ရှိသလောက်မကြည်ဘွားမပြန်ပြောနိုင်ခြင်း မရင်ကျနိုင်ခြင်းဟူသော အကြောင်းကြောင့်အစ5ရက်တလအတွင်းမြည်သည်နီးနှင့်မြသဘာအတိမပြည့်စုံနိုင်မပြည့်စုံနိုင်တကယ်သို့ထို့အတူဖရာအလောင်းတော်သုံးမျိုးတို့မှလည်းဗျာဒိယာပြည်သည်နောက်နေ့စဉ်နေ့စဉ်ဝတ္တန္တရာမင်းဝတ္တန္တရာမင်းအလုံးနဲ့လူသောအလူကြီးမျိုးကို ပေးလူတော်မူကြစေကားမူသောအနုဒါနအားလျောက်ပတ်သောသီလစသော ပါရမီတို့ကိုဖြည့်စင်စေကားမူ သဗ္ဗညုတဉာဏ်ပညာအသားမဝင်နိုင်ခြင်းမပြန်ပြောခြင်းမရင်ကျချင်းတို့ကြောင့်ကဘာတသက်အလုံးရှိသောလျှအသင်ရှင်ရှေ့အသင်ရှင်၁၆အသင်ရှင်မပြည့်မီအတွင်ဝဲအဘယ်နည်းနှင့်မြသဗ္ဗညုတဉာဏ်တော်အသည်အပြည့်စီအောင်ရောက်ရင်ကျပြည့်စုံခြင်းဒီဟုသောဖရာအဖြစ်သောရောက်တော်မမူနိုင်ကြသည်ကိုလည်းဒီမှာရာအင်း ဘောဓိတ္တာဖရာအောင်လျာကြီးတို့၏လုပ်ငန်းစဉ်ယရဏကိုအလိုရှိုံများဖြင့်အလုံးမလုံဖဲယရဏကိုမရနိုင်ကြိုးစားအထုအလုတ်ကို လုံးမသားနှင့်အလိုရှိရာယရဏကိုရနိုင်တကဲ့သို့ရှေ့စွာပြီသောဘောဓိညာသုံးပါးကိုအတိအတိအလိုရှိတော်မူကြသောဘောဓိတ္တာအောင်လျာသုံးမျိုးတို့မှလည်းတောင်းတအပ်သောဘောဓိညာကိုရရရကြောင်းဖြစ်သောပါရမီစာက စရိယာတရားတို့ကိုပွားများအာထုံမှသာအလိုရှိရသောဗောဓိဉာဏ်ကိုကြတော်မူကြ၏အရှင်ဒီဥစ္စာများစွာစိုက်ထုတ်ရသူမတူတန်အောင်အာထုံသောပုဂ္ဂိုလ်အလယ်အလတ်စိုက်ထုတ်ရအလယ်အလတ်အာထုံသောပုဂ္ဂိုလ်အ ਨੇ အပါစိုက်ထုတ်ရအ ਨੇ အပါအာထုံသောပုဂ္ဂိုလ်သုံးမျိုးတို့အမြတ်အစွန်းအကျိုးတရားကိုရရှိရ၌ဌာနခြင်းထူပြခြင်းရှိတဲ့ကဲ့သို့ထို့အတူ ဘောဓိပရိပါစက ခေါ်သောဘောဓိဉာဏ်ကိုကျင့်သန်းစေတတ်သည် ပါရမီစာကစရိယတရားတို့ကိုအားထုတ်မှုဒီဟုသောအရှင်အနိဥ္စာအခြေခံတရားကို အမျက်အများအလဲအလတ်အနေအပါသို့လိုက်၍ဘောဓိဉာဏ်တည်းဟုသော အမြတ်အစွန်းအကျိုးတရားကိုရရှိရာ၌လဲခြားနာခြင်းထူပြခြင်းရှိလေသည် ရှိဘုံမှာတဲ့သမ္မာတံဘောဓိတ္တဒီဟူသောသဗ္ဗညုဘုရားအလောင်းတော်တို့မှာနိယတဗျာဒေဤသူကဤမြည်သောကဘာ၌ဤမြည်ဖြင့်ဘုရားစင်စစ်ဖြစ်လက်တော်တဆူဆူသောဘုရားရှင်ကမိန်ကြားခြင်းကိုမခံရမီရှိအခါကလကပင်စိတ်ဖြင့်သာဘုရားစုကိုတောင်းတော်မူခဲ့၍ကိုတော်သူဆွေးပူးခဲ့သည်မှာအာမိပုပ္ပဗုဒ္ဓေတို့ဗုဒ္ဓတာမပိပတ်ထယိ မနတာယေဝဟုတ်တဝနာဓမ္မရာဇာအသိင်ခိယဟူသောအပါရဏဇံလံဗုဒ္ဓဗရာဏပါဠိတော်ကိုထော်၍မယေမတွတ်နိုင်အောင်များလာတော်ဖရာအစူးစူးတို့ထာနိုင်စိတ်ဖြင့်သာဖရာစုကို တောင်းကြရသည်ဟုဆိုသည်ဖြင့်ကဘာဤမြစေတွက်၍မရနိုင်အောင်ကာလရှိလျာဖရာစုကိုစိတ်ဖြင့်တောင်းတော်မူကြသည်ဟု တိဒါနာပဲရင်းတော်ဆက်ပြန်မယေမတွနိုင်သော ဖရာအဆူဆူတို့ထံဖရာစုကိုပန်၍ဖရာဖြစ်ရန်ကုသောသူကိုကာလစီလျာစွာစီမှုခဲ့သည်ဖြင့်နေရတာပြတဲ့ခံယုံနိုင်လောက်အောင်အင်္ဂါစပါအင်္ဂါစပါးနဲ့ပြည့်စုံသောသူမေတ္တာစင်သက်၏ဘဝမျိုးကဲ့သို့သောဘဝ၌တတ်တော်ထင်ရှားမြတ်စွာဘုရားတဆူဆူအထာနဲ့နိယတပြတဲ့ကိုခံတော်မူရသည် ။ဤနာပိနိဟာရခေါ်သောဖရာအဖြစ်ကိုရဖို့ယံစိတ်ကိုရှေးရှုဆောင်ခြင်းဖရာစုကို တောင်းခြင်းကိုခွဲခြား၍မတတ်အေ။မတ်သားဘုံမှာဖရာအောင်းတော်များအင်္ဂါ၁၀ပါးနှင့်ပြည့်စုံသောဘဝတို့မရောက်သေးမီစိတ်ဖြင့်သာဆူဆူသောဖရာတို့ထာ၌ဖရာစုကိုပန်ငယ်ခြင်းအပိနိဟာရကပြည့်စည်အောင်မြောက်ဗောဓိတ္တာဖရာအောင်းတော်ကိုဆုံနိုင်လောက်အောင်မပြည့်စုံသေး။ အင်္ဂါစပါးနဲ့ပြည့်စုံသည့်သူမေတ္တာရှင်အသက်ကြီးဘဝမျိုးကဲ့သို့သောဘဝသို့ရောက်ရှိ၍အင်္ဂါစပါးနဲ့ပြည့်စုံခြင်းကိုအခြေခံအကြောင်းရင်းပြုပြီးလျင်နောက်သူမေတ္တာဆုတောင်းကန်ဣမိနာမေအဓိကရေနကတိနာပုရိသုတ်တံတပ်ပင်ညုတံပါပုနိုင်တဝါတာရေမိစနေတံဘဟုံတပ်ပင်ညုမြတ်စွာဘုရား၌အသက်ကိုပင်တော်လဲမငဲ့မကွက်ရရစွန်လို ငါဤငါယခုပြုတ်အပ်သောအဓိကရာကောင်းမှုဤကုသိုလ်ကြောင့်ငါသည်တပ်ပင်ညူဖရာအဖြစ်သောကြောင့်များစွာသောတတဝါအပေါင်းကိုကဲတင်နိုင်လို့ယူပြဆုလက်တံသောဖရာစုကိုပန်းခြင်းအပိနိယာရာမျိုးမှသာလျောနိယတာပြတဲ့ခန္ဓာလအောင်ပြည်စုံသောဖရာစုပန်းခြင်းအပိနိဟာရာဟုဆိုရလေသည်တို့ပြည့်စုံသောဖရာစုပန်းခြင်းအပိနိယာရာအရာကိုလည်း မကြံစည်ရမကြံစည်နိုင်သောဘုရားဂုံကို၎င်းအတိုင်းမသိသောတတ္တလောက၏အစီအပွားကို၎င်းအာယုံပြည့်ရဖြစ်သော ပါရမီစာကစရိယာတရားတို့၏အကြောင်းရင်းအခြေခံမနိုင်စင်နိုင်လောက်အောင်အစွမ်းတတ္တိကြီးမာလာသည်မဟာကုသိုလ်စိတ်တော်ပါအထူး၍မှတ်ယူအပ်၏ရှင်သည်ဘုရားစုပညာပိနိဟာရမဟာကုသိုလ်စိတ်တော်ပါအထူးဖြစ်သည်နှင့်တပြိုင်နက်အလောင်းတော်သည် ။တပ်ပညုဒ္ဓညာတို့ရောက်ကြောင်းအကျင့်ပฏิပတ်လန်စင်းတို့တက်ရောက်တော်မူသည်မြည်တော်၏။ဧကံမချွတ်ဖရာဖြစ်လက်တံသောဘောဓိတ္တဗျာအလောင်းတော်ဟူသောအမည်ကိုရတော်မူလေ။ထိုအလောင်းတော်မြတ်ကစွယ်ပြည့်တော်ပြည့်စုံအောင်ရောက်တော်ဗျာစုပန်းခြင်းအပိနိယာရ။မဟာကုသိုလ်စိတ်တော်ပါအထူးဖြင့် စေတောဘာတို့ဖြစ်သည်နှင့်တပြိုင်နက်ပင်သဗ္ဗညုတာညာနအကျွင့်မရှိအပြည့်အစုံလိုလားတောင်းတခြင်းကုသိုလ်ဆန္ဒသည်၎င်းသဗ္ဗညုတာညာကိုရာခြင်းအစာအုပ်ဖြစ်သော ပါရမီစာကစရိယာတရားတို့ကိုသူမတုတအောင်ဖြစ်ခြင်းခြင်းကစွမ်းနိုင်ခြင်းသည်၎င်းတည်ရှိလေတော့ဤဤကဲ့သို့နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်အပိုင်းတကိုရွတ်ဆိုပူဇော်ရသည့်ကုသိုလ်ကောင်းမှုရာဘုဘာကကုန် လုံ့ဗျမ္မာတတ္တဝါတို့အားအမြတ်ကုသိုလ်ပေးဝေပါ၏ဤကုသိုလ်ကို အမြတ်ရကြသည်ဖြစ်၍ဈာမချမ်းသာကြပါစေအာလုံးကြာကြသမျှအမြတ်အမြတ်ဇူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးကြာကြသမျှအမြတ်အမြတ်အမြတ် ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓု